အဲကျွန်တော်တို့ဒီနေ့ဖိတ်ခေါ်ထားတာဒေါက်ကမောင်းဦးပါဗျာဒါဥက္ကရာကြီးပေါ့လေဒါဆရာပါတီလေးကိုနှိစက်ပေးပေါ့ကျွန်တော်ကညီညူရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီပါကျွန်တော်ဟုတ်ဟောဆရာတို့ဒီရွေးကောက်ပွဲမှာဆရာတို့ကဘယ်နေရာကြီးကဘယ်လိုပုံစံနဲ့ရှင်းပြန်ကြမှာလဲပေါ့နော်ဘာတွေပြန်ပြင်ဆင်ထားပြီးပြီလေအဲကျွန်တော်18ရက်မတိုင်ခင်ဆရာကြီးပဲလှုပ်ထားကြလေပေါ့ဟုတ်ကျွန်တော်တို့ကတော့ရွေးကောက်ပွဲမှာဆိုလို့ရှိလို့ရှိရင်မြောက်ပိုင်းခရိုင်ပေါ့မြောက်ပိုင်းခရိုင်မှာရောင်တိုင်းဒေသကြီးရောင်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်တောင်ပိုင်းခရိုင်နေမှာကျွန်တော်တို့ဝင်ပြီးတော့ ပါဝင်ပြီးတော့ရှင်ပြိုင်မှာဖြစ်တယ်။အဲမြောက်ပိုင်းခရိုင်မှာဆိုလို့ရှိလို့ရှိရင်တိုက်ကြီးခရိုင်တိုက်ကြီးမြို့နယ်မော်ဘီခရိုင်ဆိုလို့ရှိလို့ရှိရင်မော်ဘီထန်းတပင်မြို့နယ်နောက်ကျွန်တော်တို့ကဒီဘက်မှာမြို့သားလွတ်တော်တက်ဖြစ်တဲ့ဒီကျွန်တော်တို့ဟာရွှေပြည်သားရွှေပြည်သားရဲ့နောက်ရွှေပြည်သားအင်းစိန်ပေါ့မြို့သားလွတ်တော်တက်ရဲ့မြို့သားလွတ်တော်တုံးတိုက်ကြီးရဲ့မြို့သားလွတ်တော်လေးမော်ဘီပေါ့အဲဒီဟာတွေကိုကျွန်တော်တို့ ွေးရောက်ပြီးတော့ရှင်းပြမယ်။နောက်ဒီဘက်မှာဆိုလို့ရှိလို့ရှိရင်အဲတောင်ပိုင်းခရိုင်မှာဆိုလို့ရှိလို့ရှိရင်စေကြီးကနောင်လိုမျိုးတွေမှာပြည်သူလွတ်တော်ဝင်ဝင်ပြိုင်မယ်။နောက်ကျွန်တော်တို့ကတိုင်းဒေသကြီး PR FATV ဒီမှာလည်းဝင်ပြိုင်မယ်။တလားမျိုးနဲ့အဲပြည်သူလွတ်တော်နောက်တွန်လေးမျိုးနဲ့ပြည်သူလွတ်တော်အဲအားတွေမှာကျွန်တော်တို့ကဝင်ပြီးတော့ဝင်ပြိုင်မှာဖြစ်ပါတယ်။အဲ့တော့ဆရာဟိုအလုံး90လောက်ဘယ်လောက်ရှိလဲ။အလုံး20ရှိပါတယ်။20နဲ့ 20နှစ်ဆိုတော့ဆရာတို့ပြန်မှအားမနေနေဘူး။အော်အားနေတာတော့မဟုတ်ပါဘူးကျွန်တော်တို့ကတော့ဒါပထမဆုံးနဲ့အတွေ့အကြုံလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တိုင်းဒေသကြီးပါတီတွေကကျွန်တော်တို့ကတနင်္လာသူဝင်ပြန်ရပါတယ်။တို့တော့ဒါကျွန်တော်တို့မှလည်းအင်အားလည်းရှိပါတယ်ကျွန်တော်တို့တိုင်းလုံးအပြည့်လည်းကျွန်တော်တို့ဝင်ပြန်လို့လည်းရတယ်တို့တော့ကျွန်တော်တို့ကဒါပထမဆုံးထိလိုက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတင့်တင့်နဲ့အတွေ့အကြုံလေးတွေရအောင်ဆိုပြီးတော့ကျွန်တော်တို့ဝင်ရောက်ပြီးတော့ရှင်းပြနေတာဖြစ်ပါတယ် ဆရာတိုင်းဒီတိုင်းလွတ်တော်ဆိုတာဆရာတို့ပွဲမချက်ဘူးလားတိုင်းဒီတိုင်းလွတ်တော်လဲရန်ကုန်တိုင်းကတော့ဘာဖြစ်ဖြစ်တော့ပွဲချက်တာပေါ့ရန်ကုန်တိုင်းရဲ့အနေထားအရာပေါ့နော်ပွဲချက်တယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းအကောင်းဆုံးရှင်ပြန်သွားမှာပါနိုင်ငံတော်တိဆောက်ရေးမှာလည်းတပတ်တလန်ပါဝင်ပြီးတော့အုတ်တချက်တဲတဲ့ဝင်အနေနဲ့ပါဝင်ခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ချက်ပေမဲ့လည်းကျွန်တော်တို့တွေရဲ့ capacity နဲ့ကျွန်တော်တို့တွေဝင်ပြီးတော့ရှင်ပြန်သွားမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ကအဲသွတ်တော်ရရောက်ရင်ဆရာတို့ကဒီမေဆန်းလာရှင်ပြန်ပြန်လုပ်ပြီးမှာနော် အပီလူအကျိုးပြုလုပ်ငန်းတွေအများကြီးပေါ့ပီလူတွေတကူစာဝန်ရေးဒီအရေးတော့မှခက်ခဲနေတာတွေကိုကျွန်တော်တို့တင်ပြမယ်။နောက်စီးပွားရေးအခွင့်အလမ်းတွေပေါ်ဆောင်မယ်။အဲပီလူတွေရဲ့တကူရင်ဆိုင်နေရတဲ့အခက်အခဲတော်တော်များများကိုဟိုလင်းနေတမေစီရှိတဲ့ယူကောက်ပွဲကနေပြီးတော့တရားဝင်လွှတ်တော်တရားကနေအစိုးရတရားပေါ်ပေါက်လာပြီးတော့အရိယာနေပြီးတော့မှကျွန်တော်တို့တွေရနေပြီးပီလူရဲ့အခက်အခဲတွေအားလုံးကိုဖြေလျှော့ဖို့ကျွန်တော်တို့ကြိုးစားပါမယ်။ကျဲအဲ ဆရာတို့လူတွေမဲထည့်ခြင်းလောက်ဆရာလူတွေဘယ်လိုမဲဆိုမလဲကျွန်တော်တို့ကတော့ပြည်သူတွေကိုမဲထည့်လောက်အောင်ဆိုကျွန်တော်တို့ကယူတာကျူးသွားဆိုတာနဲ့ပြည်သူမျိုးမြတာကိုခံယူပါပါခံယူပြီးတော့ကျွန်တော်တို့ကမျိုးမြတာခံယူပြီးတော့သူတို့တွေရဲ့အခက်အခဲတွေကိုသူတို့တွေရဲ့အတန်းဒါတွေကျွန်တော်တို့နားထောင်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ပြည်သူတွေကိုကျွန်တော်တို့လုပ်ကြည့်ပြပါမှာပါအဲ့ဒါကိုလည်းကျွန်တော်ပြည်သူကိုနားလည်အောင်ကျွန်တော်တို့ social media platform ကလည်းကျွန်တော်တို့ကြိုးစားမယ်။နောက်မြေပြင်တွေမှာလည်းကျွန်တော်တို့ရရင်ရတယ်လို့ကျွန်တော်တို့စီရင်ဆင်းပြီးတော့ကျွန်တော်တို့ပါဝင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဆရာတို့စီရင်ဆင်းမဲ့နေမြေရောအေဂျင့်လား။အေဂျင့်ဓာတ်တွေလည်းရှိတယ်လို့မေအေဂျင့်ဓာတ်လည်းရှိတာပေါ့ဗျာ။ဟိုဒီခေတ်ဒီခါရပြောနေရင်ဆရာတို့လည်းတည်တဲ့အတိုင်းပဲပေါ့နော်။ဟိုအေဂျင့်တွေလို့လည်းပြောလို့မရဘူး။မဖြစ်ရင်တော့မဖြစ်ဘူးပေါ့။ဖြစ်လာမယ်ဆိုရင်လည်းလူအတက်ဆိုတာလား။ နှခါပြန်မရအောင်ဒီဒါကြောင့်ကျွန်တော်တို့ကလည်းချင့်ချင်ပြီးတော့ကျွန်တော်တို့ကြိုးစားဆောင်ရွက်တော့ပါမယ်နိုင်ငံတော်ဟိုအကောင်ဆုံးတူတက်တူတက်ကြောင်းအတွက်ကိုကျွန်တော်တို့ညှိနှိုင်းနိုင်တယ်ပူပေါင်းပြီးဆောင်ရွက်တော့ပါမယ်ဟုတ်ကဲ့ဆရာအဲ့တော့ရန်ကုန်မှာအဓိကပါနော်ပြည်သူဒီကဲစာဝန်တွေပြဿနာတို့လုံခြုံရေးပြဿနာတို့ကိုဆရာတို့ဘယ်လိုများစဉ်းစားထားလဲပေါ့ ဆောင်းနေပြဿနာဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေကကျွန်တော်တို့ဒီပါတီကအနိုင်ရခဲ့လို့ရှိရင်ကျွန်တော်တို့ကဓမ္မဝါမစနစ်ကြီးကိုကျွန်တော်တို့ပြန်လဲပြုပြင်မယ်ပြုပြင်ပြီးတော့လူတွေရဲ့ဟာလားတာငါကုံစိမ့်ဒါတွေအားလုံးကိုလည်းကျွန်တော်တို့တက်တာတော့ဇင်းလုံးနေနဲ့ဒီဘက် ကလည်းကုံထုတ်လုပ်ငန်းတွေလုပ်မယ်ဒီဘက်ကနေပြီးတော့လည်းတက်တာတွေဟိုအရင်းနဲ့ကျွန်တော်တို့ရောင်းချပြီးတော့ပြည်သူတွေဟာလားဝန်ထမ်းတွေအနေသားဝန်ထမ်းတွေအခြေခံပြည်သူတွေရဲ့အဆောက်အအုံတွေကိုကျွန်တော်တို့ပြည်လဲအောင်လုပ်မယ်ကျွန်တော်တို့တွေကဒီ ဆိုရအဖွဲ့ထဲမှာလည်းပါလာခဲ့လို့တော့၎င်းတော်တော်ထဲမှာကျွန်တော်တို့မတ်ဒီနဲ့ပါလာခဲ့ရင်တော့၎င်းကျွန်တော်တို့တွေကနေပြီးတော့အာဆောက်ဦးတွေအခြေခံဆောက်ဦးတွေစောက်မယ်စောက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အရေးကြဆနစ်နဲ့ရောင်းချတာတို့အာဒါမျိုးတွေပေါ့တက်တာတွေဟာဒီကျွန်တော်တို့လုပ်မယ်အာတမနာယူဒိန်းတွေလက်ထက်ကတို့တရားဘူ၃စီးကားတွေကျွန်တော်တို့ခင်မှာမရရင်တော့ကျွန်တော်တို့လက်ထက်မှာတက်နိုင်တော့ပေါ့တခုလို့ကြီးမြင့်နေတဲ့ဟာဒီကိုမခံစားရအောင် ကျွန်တော်တို့ကလုပ်မယ် ။အကြောင်းလဲဆိုတော့ကျွန်တော်တို့တွေလွတ်တော်တဲ့လူချင်းတမေစီရှိတဲ့အစိုးရတရက်ကနေပြီးတော့လွတ်တော်တရက်ပေါ်ပေါက်လာပြီဆိုလို့ရှိရင်နိုင်ငံတကာဆန့်ရှင်တွေဆိုတာလည်းဒါဆရာတို့လည်းတည်တဲ့အတိုင်းပဲအော်တိုပြုတ်သွားမှာပါ။အဲဒီတော့ပြုတ်တဲ့အခါကျတော့ရှင်တခုဒေါ်လာဈေး၄000လို့ပါလို့ဒါတွေအားလုံးကလည်းဖြည်းဖြည်းချင်းကျလာပြီးတော့ကျွန်တော်တို့တင့်တင့်နဲ့စီလုံးတစ်ခုနဲ့ကျွန်တော်တို့ထုတ်ကုန်တွင်းကုန်တွေပြန်ပြီးပုံမှန်လည်းပက်လာမှာပေါ့နော်။ဒါဒီ inflation ဖြစ်တယ်ဆိုတာလည်းဒါယာယီပါပဲ။ဒါတွေအားလုံးကျွန်တော်တို့ချိန်ညှိပြီးတော့ကျွန်တော်တို့ကြိုးစားပြီးတော့စီးပွားရေးအခွင့်အလမ်းတွေကျွန်တော်တို့ပေါ်ဆောင်မှုလည်းအများကြီးရှိပါတယ် လွဲ့စေရန်ကုန်မှာအဲကျူးတွေပေါ့နော်ကျူးတွေပြဿနာရှိတယ်အဲလမ်းမစည်းတွေပြဿနာရှိတယ်ပေါ့နော်အဲ့ဒါတွေလေအခုဖြည့်ရှင်းနေကြတယ်ပေါ့နော်ဖြည့်ရှင်းနေခါကျတော့ဆရာတို့ကအဲ့ဒီလူတွေစီကမဲကိုဘယ်လိုယူမှာလဲအဲ့ဒီလူတွေကတော့တခုတော့လူတွေကတော့အဓိကတော့ဗာလဲဆိုတော့စာဝတ်နေပေါ့ခက်ခဲတွေဖြစ်နေတဲ့အခါကျတော့သူတို့တွေလည်းဈေးရွက်ပြတ်ထူးကြောင်းချပြီးလုပ်တာဒါတွေလည်းကျွန်တော်တို့လည်းကုချင်းစားပါတယ် အဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းဒီ MCA မှာလည်းကျွန်တော်တို့ကပြောပါတယ်ငင်းညာရေးနဲ့စီပွားရေးကိုတစ်ချိန်နဲ့အကောင့်ထည့်ဖို့နော်ငင်းညာရေးငင်းညာအောင်ကလည်းစီပွားရေးကောင်းမှာဖြစ်မယ်စီပွားရေးကောင်းမှာလည်းငင်းညာမယ်ဒီအညာညာမညာတဘောတရားနှစ်ခုကိုကျွန်တော်တို့ကတပြိုင်တည်းအကောင့်ထည့်ဖို့ပြီးတော့လူတွေရဲ့နေ့စဉ်ဝင်ငွေတွေတိုးတက်ပြီးတော့အလောက်ကနေခွင့်လန်းနေပေါ့နော်တကူဆိုလို့ရှိရင်အလောက်ကခွင့်လန်းနေရကျွန်တော်တို့ဂျူနီစနစ်တွေကြောင့်ခက်ခဲကြက်တဲနေတာရှိတယ်နော်ဒါတွေကိုကျွန်တော်တို့ကဘယ်လိုဖြေကျော်မလဲ အဲ့ဒါဘီရိုကရက်တစ်ရန်တရားတစ်ခုကိုကျွန်တော်တို့ဘယ်လို control လုပ်မလဲကိုကျိုးရှာနေတဲ့ဘီရိုကရက်တစ်ဝန်ထမ်းတွေကိုလည်းကျွန်တော်တို့ဘယ်လိုထိန်းကြီးမလဲအဲဒီဟာတွေကိုကျွန်တော်တို့ကလွတ်တော်တွေမှာကျွန်တော်ဆွေးနွေးပြီးသွားလို့ရှိရင်သူတို့ရဲ့အခက်အခဲတွေကိုလူကျူးအခက်အခဲတွေပေါ့နော်ကျွန်တော်နိုင်ငံသားတွေပဲဒီကျူးတွေဆိုတာအမှန်တော့တစ်ချိန်တော့ဥနေဝင်ပြောခဲ့တယ်လို့ပေါ့ဟာကျူးတွေဆိုတာဟာကျူးတွေရဲ့ဘီရိုတွေလည်းကြည့်လိုက်ဟာတို့နိုင်ငံသားတွေပဲအဲ့တော့တို့နိုင်ငံသားဘယ်လိုလုပ်ကျူးကျော်ဖြစ်မှာလဲအဲ့တော့ဒီတို့နိုင်ငံသားတွေကိုအခက်အခဲမဖြစ်အောင်တို့တို့ကမြေတွေ လဲတွေຢာတွေအများကြီးရှိတယ်လေဒီဟာတွေပေါ်မှာကျွန်တော်တို့ရေအကောင်းဆုံးဖြစ်အောင်ပို့ဆောင်မယ်ပို့ဆောင်ပြီးတော့စီးပွားရေးခွင့်လန်းနေလေအများကြီးကျွန်တော်တို့ဖန်တီးလို့ရပါတယ်ဒါကျွန်တော်တို့အဓိကတော့ယူကဝေအောင်မြင်မြင်ကျင်းပါပြီးတော့ legendary စီရှိတဲ့အစိုးရတရက်ပေါ်လာပြီဆိုရင်ဒါတွေအားလုံးဟာတပြေးပြေးနဲ့ပြေရောပါမှာပါဆရာနောက်ပေါ်လာမဲ့အစိုးရတက်ကဝင်းနေအများကြီးထမ်းရမှာနော်ဟုတ်ပါတယ်ဟုတ်ပါတယ်ဆရာဟုတ်ပါတယ် တူလေဒါကျွန်တော်တို့တွေဒီ MC မှာလည်းဒီနောက်ပေါ်လာမယ့်အစိုးရအတွက်ကိုငင်းချင်းအစီအစဉ်ခင်းချင်းနေပါဆိုလို့ရှိလို့ရှိရင်နိုင်ငံရေးသဘောတူညီချက်က48ချက်ကျွန်တော်တို့ရရှိခဲ့တယ်စီးပွားရေးသဘောတူညီချက်က53ချက်ရရှိခဲ့တယ်เนาะဒါတွေလည်းဟိုနောက်ပြီးတော့ဟိုအကြံပြုကြတဲ့နိုင်ငံတကာအကြံပြုကြရတဲ့ဟာတွေလည်းအများကြီးရှိပါတယ်ဒါတွေကိုကျွန်တော်တို့ကပါလဲဆိုတော့နိုင်ငံတော်တည်ကြီးတည်ဆောက်တဲ့အခါမှာ road map အနေနဲ့ကျွန်တော်တို့အသုံးချသွားမယ်ဆိုရင်ဒါကျွန်တော်တို့နိုင်ငံကြီးကမကြခင်ပါပဲနောက်ောက်ကြနေတာနေ တော့မကြခင်ခြေတန်းဘူးပေါ့ဗျာရောက်လာပါပါအဲတချိန်တော့ကလည်းတမလဥပမာတော်မှာကျွန်တော်တို့ဟိုတမလဥဒိန်စင်ကိုချီးမွမ်းရတယ်မကြခင်မှာအာရှာချဖြစ်လာမယ်ဆိုပြီးတော့ချီးမွမ်းတော့ခဲ့တာရှိတယ်ဒါတွေကကျွန်တော်တို့နိုင်ငံမှာရေကန်မြေကန်ကောင်းတွေအများကြီးရှိပါတယ်တရံဇာတာတွေလည်းရှိတယ်ကျွန်တော်တို့လူတွေရဲ့တူချင်း capacity တွေလည်းဆွမ်းဆောင်မှုတွေလည်းရှိပါတယ်ဒါတွေကိုကျွန်တော်တို့ရဲ့ ဟိုအမြဲတမ်းကျွန်တော်လည်းတွေးတဲ့အချိန်မှာလည်းကျွန်တော်တို့ပြောတယ်ကျွန်တော်တို့တွေကတယံဇာတာချိန်စာတွေတင့်နေကြတာပေါ့ဒီတယံဇာတာချိန်စာတင့်နေတဲ့ဟာတွေကိုကျွန်တော်တို့ဘယ်လိုတိုင်းပြည်အတွက်ဘယ်လိုအသုံးချမလဲနောက်ပြီးတော့လူတူးချင်းစီရဲ့ capacity ကိုကျွန်တော်တို့ဘယ်လိုမြင်မလဲဥပမာစင်ကာပူဆိုလို့ရှိရင်ဘာ resource မှမရှိဘူးတိုင်းပြည်တို့တော့သူတို့ကဘာလဲဆိုတော့လူတူးချင်းစီကိုအရေးချင်းရှိအောင်လုပ်ထားတယ်အဲ့ခါကျွန်တော်တို့တွေဒီဟာတွေကိုကျွန်တော်ဂျပန်တို့ စင်ကာပူတို့ကျွန်တော်တို့အဲ့ဒီတိုင်ကျွန်တော်တို့တွေလည်းကြိုးစားမယ်ဆိုရင်နောက်နှစ်20လောက်ဆိုလူကြည့်လို့ရှိရင်ကျွန်တော်တို့လူသားအရင်းအမြစ်တွေကတိုးတက်လာပြီနှစ်30ဆိုကျွန်တော်တိုင်ပြတာတော်တော်ကြီးကိုတိုးတက်နေပါပြီကျွန်တော်လည်းဒါကိုကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တဲ့လူငယ်တွေကိုကောင်းမွန်ကြည့်ကျွန်တော်တို့ပေးခဲ့ခြင်းတယ်ကျွန်တော်တို့ဟိုတော့ဒီအချိန်မှာကျွန်တော်တို့မှာဟာစာဝတ်နေပါအရေးမှာပူဇော်တော့မရှိဒါမှမဟုတ်ကျွန်တော်ဒီနိုင်ငံကြီးလုံနေတဲ့အကြောင်းတွေအားကျွန်တော်တို့အနာဂတ်မျိုးဆက်တဲ့လူငယ်တွေကို common တဲ့ platform တွေကျွန်တော်တို့ပေးပြီးတော့မျိုးဆက်ချခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ကာတီတူတောင်းပြီးတော့ကျွန်တော်တို့လုပ်နေတာဖြစ်ပါတယ်။အဲဆရာအခုမဲပေးမဲ့လူတွေကပါတီကိုကြည့်ရမှာလူကိုကြည့်ရမှာကျွန်တော်ကတော့ဟိုဆရာလုပ်တယ်ပါတာပဲလေကျွန်တော်တို့၈လပိုင်း၁၄ရက်နေ့ကကျွန်တော်တို့ပါတီတွေတက်စားရှင်လင်းပွဲလုပ်တယ်နော်ကျွန်တော်တို့ကပြောချင်တာကတော့လူလည်းမကြည့်ပါနဲ့ပါတီလည်းမကြည့်ပါနဲ့မဲဖို့ထွက်ပေးကြပါမဲပေးဖို့ပဲကျွန်တော်တို့ကနော်မဲပေးဖို့ပဲကျွန်တော်တို့ကပြောချင်တယ်အဲ့တော့ မဲထွက်ပြီးပါအဲ့ဒီတည်းကမှဟာလာတိုင်းပြည်ကိုတိုးတက်တိုးတက်ကြောင်းလုံးမှိုင်မဲ့လူကိုဒုတိယအနေနဲ့ choice လုပ်ပါရွေးချယ်ပါရွေးချယ်ပြီးတော့ပေးပါအဲ့ဒီခါကြလို့ရှိလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်တိဆောက်ရေးဟာအလင်းအမြန်နဲ့ရှေ့ရောက်လာမှာဖြစ်ပါတယ်။မစရရောင်တိုင်းပြည်တက်ကြီးအနေနဲ့ဆိုရင်ဇေရုကပြင်ပစ်တွေတော်တော်များတယ်လीများပါတယ်အဲ့ပြင်ပစ်တွေကိုဘယ်လိုချုပ်ဖြတ်မလို့အမှန်တော့ကျွန်တော်တို့ကပြင်ပစ်တွေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့လုံဖုံကံပဲနိုင်ငံရေး ရဲဘော်ရဲဘက်တွေပါပဲဒါကျွန်တော်တို့ကပြိုင်မဲ့လို့ကျွန်တော်တို့လည်းတဘောမထားဘူးသူပဲတက်တက်ကိုပဲတက်တက်ပြည်သူကနေပြီးတော့ဆုံးဖြတ်လို့ပြည်သူကနေပြီးတော့ကျွန်တော်တို့တွေကိုခိုင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ဥလဲမတုံထမ်းဆောင်ဖို့အတွက်အဆင်တက်ပါပဲကျွန်တော်တို့ရဲ့ဟိုပြိုင်မဲ့တွေမဟုတ်ပါဘူးလုဖောက်ကိုင်မဲ့တွေပါအဲ့တော့ဆရာမဲဆန္ဒရှင်ပြည်သူဆရာဘာအမှန်ကြင်ပြီးအောင်လဲဆရာတို့ပါတီကဗျာဆန္ဒရှင်ပြည်သူတွေဘာအမှန်ကြင်ပြီးမလဲဆိုတော့ကျွန်တော်တို့ပါတီကဟာလား တာဝန်ထမ်းဆောင်ခွင့်ရတယ်ဆိုလို့ရှိရင်စီးပွားရေးအခွင့်အလမ်းကောင်းတွေဖန်တီးပေးမယ်ပြည်သူတွေရဲ့စားဖို့နေရေးအကျပ်တဲတွေကိုကျွန်တော်တို့တွေတတ်နိုင်တယ်လို့ဖြည့်ရှင်းပေးမယ်လို့ကျွန်တော်ခရီးပေးခြင်းပါတယ်ကျေးဇူးပါဆရာအောင်မြင်ပါစေကျေးဇူးပါဆရာ